ရောင်းတဲ့ဝင်းကြီးချုပ်ဥဖြိုးမင်းသိန်းက royalty ရဲ့ third anniversary မှာရိုးရင်းချဆော့စကားလုံးကိုပြောင်းနေသုံးဆွဲပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှရွေးချက်ရှိသုံးဆွဲတာလားမှားပြောတာလားမှားခဲ့ရင်တောင်းမှမှုရှိမရှိကျွန်တော်ကလွတ်တော်မှာ January 20ကကျေပြပြေကိုမေးခဲ့ပါတယ်ဒီလိုလွတ်တော် new play 140ကာကြီးခတ်ဝေးကာကြီးနဲ့ဇာခွဲလို့ရညှိတယ်ဆိုပြီးမေးခွန်းကိုညင်းပြခဲ့ပါတယ်ဒီမေးခွန်းကကိုကြည်ခင်ဗျာဒီလိုတွေနဲ့မညှိဘူးလွတ်တော်ကိုကြည်ခင်ဗျာအဆိုးနဲ့ပတ်သက်တဲ့ တိုက်ရိုက်ဆွေးနွေးချက်ကိုပဲလူလာပါတယ်ဥပဒေမှာလည်းအဲ့လိုပဲဖြတ်သန်းထားပါတယ်မဆိုင်တဲ့ကိစ္စတွေပြည့်ပြတ်တိုက်တွားတဲ့ကိစ္စတွေကိုမပြောဖို့မြတ်တရားခံအပ်ပါတယ်မှန်ပါတယ်ဥက္ကဋ္ဌကြီးဗျကျွန်တော်ကလည်းဒီမိုစီကိုပြောနေရပါအခုကတော်တော်တွင်ဒီမိုစီကိုကျွန်တော်ပြောနေရပါဒီမှာစာအုပ်ရှိတယ်ကာကြီးခါခွေးနဲ့ဂါကြီးနဲ့ငါဇာလွဲရဘယ်ချက်ကညှိတယ်လဲဆိုတာဥက္ကဋ္ဌကြီးရှင်းတယ်ကျွန်တော်ကိုရှင်းပေးပါဒါကြောင့်ကျွန်တော်ပြောပြနေရဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်ရှင်းမယ်အဲ့ဒီမှာ ဒူတူတတယောက်ရဲ့ဂုံတိတ်ခါကိုမထိခိုက်စေစေရတဲ့မိကွန်းတွေပဲဖြစ်ရမယ်ဆိုတဲ့ဟာဒီပါပါတယ်ပါတဲ့အတွက်ကြောင့်အဲ့ဒါကိုဒါမလို့မတင့်လျော်တော့မိမိတို့အနေနဲ့ဥက္ကဋ္ဌအနေနဲ့ရှိတောင်းဝန်ရလုတ်ပိုင်ခွင့်ရဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျကျွန်တော်လက်တင်ရှင်းလင်းတပြားပါပြပါအဲ့ဒီ140ဂါကြီးမှာပါတာကတာမန်အဖြစ်တာမန်အဖြစ်ပုဂ္ဂိုလ်တူဤအကျင့်စာရိတ္တဒုံပုတ်အပြုတ်မှုနဲ့ဆက်လင်း၍ဉာဏ်ဉာဏ်ချင်းမပြုတ်ရ ်အခုကအကျင့်စာရိုက်တာမဟုတ်ဘူးအပြုတ်မှုမဟုတ်ဘူးဒီကိစ္စကရိုဟင်ညာဆိုတာကိုပြောလို့ကျွန်တော်တို့ကမေးတာအကျံဖို့လို့ရိုဟင်ညာဆိုတာကိုလွှတ်တော့မဆွေးနွေးရဘူးလားဒါကိုကျွန်တော်ကဒီချိန်ပါရိုဟင်ညာဆိုတဲ့ကိစ္စကိုလည်းဒါဗရမတတန်ကလေးကမတုံးနှုံရဘူးဆိုတာမိမိတို့အဲ့နဲ့ဖြစ်ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတာရကန်တခုပြောခြင်းနဲ့တခုပြောတာနဲ့ပဲအခုဥက္ကဋ္ဌကြီးတော့ပိတ်တယ်ကျွန်တော်ဆက်မပြောပါဘူးရပါတယ် ဒါပေမဲ့ဒီကိစ္စကိုလွှတ်တော်ကရိုဟင်ဂျာဆိုတဲ့အကြောင်းကိုကျွန်တော်မေးတာကိုဆွေးနွေးကြံပြူတာကိုတော့ပြည်သူတွေကြားတယ်ဆိုတော့တော့ဥထာရီပြည်စီလိုပါတယ်ခင်ဗျ။အဲကြောင့်မလို့စာတင်အကြောင်းတွေမှာဒီမိုစီအလေးထားပြအောင်လှုပ်တာလဲလှုပ်ကြပါ။လက်ရှိဒီမိုစီရဲ့ပြမရည်တောင်းနေဖြစ်တဲ့လွှတ်တော်တွေအားနဲ့ပြောက်ဆုံးနေတဲ့ဒီမိုစီရှင်းတာဖွင့်ပြောင်းလဲလှုပ်ကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်။